yeah. ရော်လေးမှာရရှိနေပါပြီ ရေတံတရအတွေ့အကြုံဖြစ်မန္တလေးမြို့ရဲ့တကူးကြီးပြားဖြစ်တဲ့မဟာမျက်မှုနှစ်ဘုရားကြီးကိုလည်းဖူးမြော်ခွင့်ရအောင် ကောမဒီမှာစီစဉ်ခဲ့ကြပါတယ်ကြည့်မစွာဖြင့်သာသမိပမာတပြည့်များအပေါ်မှာလောကီလောကုန်တရာမပြအကျိုးပြင်းမြောရာ မြင်သာစွာငလုံးမလာနဲ့ဆူဆုံးမတဲ့ဆရာဆရာမင်းလုံးနိုင်ရဲ့များစွာစကားမြင်သာတရားရှင်ကားဖြင့်အမပြင်းစီအမှန်နဲ့အောင်ပညာရောက်ထွန်းကြည့်ပေးရအကျဉ်းသာစေရနာထားရမြတ်ဆရာသာရချစ်စရာတည်းမရှိရတဲ့ဆရာတရားနဲ့မရှိတော့ညာ တပြည့်ရေကိုကြည်ကကြည်ကဒီတိဝေဖြာမြတ်တာပွားလို့အာရှင်ရဲ့မြတ်ဆရာတို့ဆရာသုံးမကံဟုတ်တခုခုဖြင့်ပြမမိပါတော့ရနုတ်ကိုရောပူဇော်ယူကြလို့ချစ်ခိုး ရှ िख ုပူဇော်ကြောပါသည်ဆရာနေ့တကနှလုံးစိတ်ဝမ်းမြေမြတ်တာအပြုံးဟိတာလေသမုံသောမမဆရာမျက်နှာချွင်လန်းကြည့်တာအစင်စမ်းတည်တာ ေတ္တာအရေးပြေမျက်လုံးလေးကတပြေကိုရှိချရေးဖို့ရာအာပိနေရှာဘဝတသက်ဓမ္မက အများဆက်ခါကဘာပေါင်းများစွာမှာအစဉ်လမ်းဖြာချမ်းသာဖို့ရာအများကလေးတို့ရဲ့အနန္တမေတ္တာဆရာမြတ်နိုးကိုရောကုသယုံကျိုးရှိခိုး ิพพูโซกโนบาดีเสียသောအဖြစ် သာသမီးပမာတည်းများအပေါ်မှာလောကီလောကုန်ကြာမချာချိုးပြမျိုးရာမြင်သာစွာနှလုံးမလာနဲ့ဆုံဆုံးမတဲ့ဆရာဆရာခွင်လွန်နိုင်ရင်များစွာတကားမြတ်တရားရှင်ကားဖြင့်အမပြေစေအမမြင်အောင်ပညာရောက်ထွန်းညှိသေးတာအကျဉ်းသာစေရနာထားတဲ့မြတ်ဆရာ ာဝရချစ်စရာတပြေမရှာတဲ့ဆရာတပြားလည်းမရှိတော့ညာတပြည့်ကိုကြည်ကကြည်ကပီတိဝေဖြာမြတ်တာပွားလို့အာရှိနေတဲ့ဆရာတို့ဆရာတို့မကံအမှုတစ်ခုခုချင်းပြင်မမိပါတော့မြတ်တော်ကိုရောပူဇော်ယူကြလို့

ဖျားကြီးမှအပြင်နိဗ္ဗာန်ကုံဈေးဆိုင်များမှာဈေးဝယ်ရတာကလည်းအားလုံးအတွက်ပျော်ပျော်ရွှင်ရွှင်နဲ့မှတ်မှတ်ရရဖြစ်ခဲ့ရပါတယ်။အများဆက်ခါကဘာပေါင်းများစွာမှာအစဉ်လန်းဖျားချမ်းသာဖို့ရာအများရေတို့ရဲ့အနန္တမေတ္တာဆရာမြတ်နုတ်ကိုရောပူဇော်ရုံကျိုးဖြစ်ခိုးဖြစ်ခိုးပူဇော်ကြတော့ပါသည် yeah ောက်မှာတော့မျက်စရာပူဇော်ပွဲနဲ့အတူနှစ်စင်ပြုတ်လုံရဲဖြစ်တယ်။ကုသိုလ်ပြုလူရန်မွဲကို မန္တလေးမြို့သာသနာတက္ကသိုလ်မှာတွားရောက်ပြုလုပ်ခဲ့ကြပါတယ်။ ါရှင်မိလဆက်မှုလက်မှုသိပ္ပံရဲ့မျက်စိအားပူဇော်ဝဲနဲ့အတူကုသိုလ်ပြုလူတိုင်းပွဲကိုနှစ်စဉ်ဆိုသလိုပြုလုပ်နိုင်ခဲ့ပါလေရှင်ယခုစတမအချိန်မြောက်မှာဆိုရင်ဖြင့်ဒီကုသိုလ်ပြုလူတိုင်းပွဲကိုမန္တလေးမြို့သာသနာ့သက္ကသိုလ်မှာသုံးမရီသာပြန်အတွင်းအလှူဝင်စိုက်ပျိုးလူတိုင်းသွားမှာဖြစ်ပါလေရှင်

မိထီလာဆမှုလက်မှုသိပ္ပံရဲ့မျက်စရာပူဇော်ပွဲနဲ့အတူယခုလိုကုသိုလ်ပြုလူရန်ပွဲလေးအပေါ်မှာရှိတဲ့ဆရာမရဲ့ခံစားမှုအမြင်လေးကိုတိပြစေရှင်။အဲဆီယာပူဇော်ပွဲနဲ့အတူဆရာမရဲ့ခံစားချက်ကိုပြောမယ်ဆိုရင်ဆရာမအင်မတန်ကိုမှပဲပီတိဖြစ်ပါတယ်။နှစ်စဉ်နှစ်တိုင်းဒီအာဆီယာပူဇော်ပွဲနဲ့အတူပေါ့နော်2009ကနေစပြီးတော့နှစ်စဉ်နှစ်တိုင်းဒီကုသိုလ်ပြုကုသိုလ်တွေအတူပြုပေးတဲ့အတွက်ကြောင့်လို့ဆရာမအနေနဲ့အင်မတန်ကိုလည်းပီတိဖြစ်ပါတယ်။အဲကျောင်းသားကျောင်းသူတွေဟာ ဆရာဆရာမတွေရဲ့ကျေးဇူးတရားတွေကိုတည်ပြီးတော့ပြန်ပြီးတော့ဒီကုသိုလ်တွေလည်းဖြစ်အောင်ပြုလုပ်ပေးတဲ့အတွက်ကြောင့်ဆရာမတွေနဲ့အတူတူသာဓုအနုမောဒနာခါခေါ်ပြီးတော့ကုသိုလ်လေးတွေပြုပေးတဲ့အတွက်ကြောင့်ဆရာမအနေနဲ့လည်းအထူးကိုဝင်တာပါတယ်ပီတီလည်းဖြစ်ပါတယ်မျက်ရည်လည်းတဲ့အထီတောင်းလည်းဆရာမပီတီဖြစ်မိပါတယ်အခုလိုပြန်လည်းဖြည့်ကြပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ရှင် မျက်စရာပူဇော်ပွဲအချိန်မှန်ကျင်းပပြုလုပ်တယ်။ကုသိုလ်ပြုလူရန်ပွဲမှာတော့သာသနာတက္ကသိုလ်ကြီးမှာဗုဒ္ဓသာသနာတော်အတွက်ပြည့်ရတိစာပေသင်ကြားနေသောတန်ဃာတော်အရှင်သူမြတ်တို့အားနနက်အာယုံစွမ်းနှင့်နေစွမ်းတို့ကို စက်ကတ်ခြင်းထာဝရဆွံပရိသည်ဖြစ်ငွေကျက်ဆယ်သိန်းစိုက်ထူလူဒန်းခြင်းလူပွဲအသီးသီးစက်ကတ်လူဒန်းခြင်းတို့ကိုဆောင်ရွက်နေကြသည်